မင်္ဂလာပါအာစီစလစ်တော်ဘလော့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ပါပဲဒီနေ့ကတော့မလာကာခီးစရာနေပြီးတော့ရလာတိလာတဲ့ဘုဒ္ဓတာတွေကို knowledge share လေးလုပ်ပေးချင်တာပါ like and subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးလေးနှိပ်ပေးခဲ့ပါဦးကျေးဇူးတင်ပါတယ် subscribe to my channel ဒီနေ့တော့မလာကာမျိုးရဲ့ခံနာခဲ့တဲ့သူရဲ့တပိုင်းအကြောင်းလေးကိုပြန်လည်ပြောပြပေးချင်တာပါ မလကာမြို့ကိုတော့1400ခုနှစ်ခန့်ကပါရာမတ်ဝရာဆိုတဲ့သူကတည်ထောင်ခဲ့တာပါအိန္ဒိယမလေးယဉ်ကျေးမှုတကိုးထွားချိန်မှာဝေဖွားခဲ့သူဖြစ်ပြီးတော့ယနေ့အစင်ကပူနိုင်ငံဘက်ချမ်းမှာဝေဖွားခဲ့တဲ့မလေးရှားခေါင်းဆောင်တဦးဖြစ်ပါတယ်မြို့တည်ထောင်သူပါရာမတ်ဝရာကအရင်ခံယူပြီးတော့မလကာကိုစူးစီးကတင်မော့စကန်မြို့အဖြစ်တည်ထောင်ခဲ့ပါတယ် ဒီမင်းကပဲအစ္စလာမ်ကိုယ်ပိုင်သူဖြစ်လာခဲ့ပြီးတော့မလာကာဆူလက်တန်နိုင်ငံဆူလက်တန်အော့ခ်မလာကာကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးမလေးရှားမြေမှာပထမဆုံးသောအစ္စလာမ်ပြည်ဖြစ်လာခဲ့ပြီးတော့နောက်မြောက်မှာတော့တခြားဒေသပြည်တွေဖြစ်တဲ့ဂျိုဟူ၊ဘဟမ်၊ကတဲအစရှိတဲ့ဒေသတွေအားလက်ခံလာကြပါတယ်။ ရှိတောင်အာရှရဲ့အစ္စလမ်ဘာသာကိုဒီမလကဘရင်ကနေပြီးတော့စခဲ့တယ်လို့ပြောရတယ်မှာပါဘူးအဲဒီကနေမှတဆင်းအင်ဒိုနီးရှားဘရိုနိုင်းဖိလစ်ပိုင် ကျွန်းစုတွေကိုပြန်လည်ခဲ့တာပါအစ္စလမ်ဘာသာဆရောက်ခဲ့တာကတော့13ရာစု14ရာစုတိကပါ အာရဗ်ကုန်တယ်တွေကမာလကာဝင်းရောက်ချင်းကပြီးတော့စခဲ့တာပါ မလကာမြို့ဟာအာရှကုန်းတွေနေရာကနေပြီးတော့တမိုင်းထဲမှာကြီးကျယ်ခဲ့တာပါမလကာအနေနဲ့ဆက်ပွဲများလည်းဖြစ်ခဲ့ပါတယ်1400ခုနှစ်မှာမြို့စခဲ့တယ်ဆိုပေမဲ့1532ခုနှစ်မှာပေါ်တဂီတွေစသင်းယူခဲ့ပါတယ်1641ဟော်လန်ကထမသိမ်းယူခဲ့ပြီးတော့1824မှာဗီတိန်ကိုလိုနီစုမုပ်ခဲ့တာပါ1959မှာတော့မလေးရှားနိုင်ငံလွတ်လပ်ရေး ောလက်ခဲ့တာပါအခုတော့မလေးရှားရဲ့ Federal State တခုအနေဖြင့်ရည်တည်ပြီးတော့2008ခုနှစ်မှာ UNESCO World Heritage Site အဖြစ်သတ်မှတ်ခံခဲ့ရတာပါတမိုင်းဝင်အစောက်အုံတွေအဲဒီကမလေးရင်ကြီးမှုတွေညဉ့်ညအစားအစာတွေကြောင့်ပဲနာမည်ကြီးပါတယ်ညဉ့်ညကတော့တရုတ်မလေးရှားလူမျိုးတွေကိုပြောတာဖြစ်ပါတယ် နောက်ပြီးမလေးရှားကောင်ဆောင်မလကာအာရှမတ်စတာယူနီဗာစီတီ the father of body beta in the malaysia ကောင်ဆောင်ခဲ့တယ်မလေးတရုတ်လူမျိုးကာယပလမောင်ကိုကွန်ပျူတာရဲ့လမ်းကတော့ John Walker Street ဖြစ်ပြီးတော့အဲ့ဒီလမ်းကလည်းအရင်နေမြေကြီးပါတယ်။သူ့အကြောင်းကိုအချင်းချင်းပြောရမယ်ဆိုရင်တော့သူကတော့2000ခုနှစ်မှာ Master University ရခဲ့ပြီးတော့မှခုနကပြောခဲ့တဲ့သူ့အသီးသီးကိုလည်းရရှိခဲ့တာပါ။ မလကာမျိုးကတော့အရှိတောင်အာရှရဲ့အစွန်ပြားကုံသွေးရည်မျိုးလေးဖြစ်ခဲ့ပြီးလူမျိုးပေါင်းစုံရည်ချင်းမှုပေါင်းစုံနဲ့လှပနေစေပါခေဆက်ဆက်ကကုံသွေးရည်စီရေးကြောင့်ပဲဘာသာတရားတွေလည်းညစွာထုံးကားနေတာပါဒီကကတော့အစ္စလမ်ဘာသာဖြစ်ပြီးတော့ဟိန္ဒူဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာလည်းကိုယ်ဝဲကြပါတယ်။ နမကြီးရဲ့ဟိန်လူဖျားကြောင့်ကတော့စရီပိုယာတာမူတီ1981မှာတိဆောက်ခဲ့ပြီးတော့မလေးရှားနိုင်ငံရဲ့အကြီးဆုံးဖျားကြောင့်လည်းဖြစ်ပါတယ်နမကြီးဗုဒ္ဓဘာသာဖျားကြောင့်ကတော့1645ခုနှစ်မှာဆောက်လုပ်ခဲ့ပြီးတော့ချင်းဟွန်တင်ဖျားကြောင့်လို့ခေါ်ပြီးတော့မဟာယာနကြောင့်လည်းဖြစ်ပါတယ် ခရစ်ယာန်ဘာသာကတော့ပေါ်တူဂီလိုသင်ပိုက်စင်ကပြန်နိုင်ခဲ့တာဖြစ်ပြီးတော့နောက်တနည်းအာရှကိုလည်းပြန်နိုင်ခဲ့တာပါကက်သလစ်ဘာသာဖခင်ကျောင်းကတော့1521ခုနှစ်မှာဆောက်လုပ်ခဲ့ပြီးတော့စိန်ပေါ်ချက်ကျောင်းဖြစ်ပါတယ်လေရှားရဲ့တက်တန်းရင်ဆုံးကျောင်းကြီးလည်းဖြစ်ပါတယ်ပရိုတက်စတင်ဘာသာကတော့ ဟော်လန်ဘီတိန်လက်ထက်မှာစပြီးပြန်ပွားခဲ့တာဖြစ်ပြီးတော့1953မှာစောက်ခဲ့တာဖြစ်ပြီးတော့ခရစ်ချက်မလာကာလို့လည်းခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ပြီးတော့နားထောင်ပြီးလို့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တိုင်းသာလောင်မြောက်ဝေတဲ့ဘုသူတာတွေမှာအမပါခဲ့ရင်နားလည်းပေးစီချင်ပါတယ်အကြံပေးချင်တော့ comment box မှာဝင်ကြည့်ပြီးတော့ပြန်ကြေးချပါအောင်ခင်ဗျအားလုံးနှစ်သိအကြုံမှာပြောရှင်ပါစေ thank you တိုင်းပြည်ဟာပြည့်စည်နေတော့မှတယောက်ချင်းစီအတွက်ဆူတောင်းပေးလိုက်ပါတယ်စေဤကျမ်းမာစေကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေကျေးဇူးတင်ပါတယ်စကားရဲစာဆူဒါဆူဒါလူပါစကားရဲစာပူလေးချက်ကစကစ်စကစ်စတန်ဂျာโอเคကောင်းဝမ်းတရီမကစီပါမညာ